အားလုံးမင်္ဂလာပါဗျာဖိုကောလင်းနီးပညာနေပြန်လာကြိုဆိုပါရစ်ဗျာဒီနေ့မှတော့ကင်ပေါက်လိုက်တဲ့ vivo ဖုန်းသလုံးကိုပြပြနေမြောက်ပေးมาဖြစ်ပါတယ်ကျွန်တော်စမ်းကြည့်တာဒီကောင်လေးကိုအာကျွန်တော်အားလေးတွင်းကြည့်တယ်ပေါ့နော်အားတွင်းကြည့်တော့ဒီကောင်ကဒုတ်ဆိုဗိုက်ဘရိတ်ချက်တုံလာတယ်ဒါဆိုရင်ပါဝါတော့လာတယ်အမှန်တော့ လစ်သွားပါပြီမှန်တော့လုံးဝမကောင်းတော့ပါဘူးအဲ့တော့မှန်လေးနီးပါတခါလေးမရအောင်ပြန်มาဖြစ်ပါတယ်အဲ့တော့ mix room မှာလည်းဖုန်းတွေမှန်လေးဖို့ရှိနေတယ်တော့မဟုတ်မှန်နေပြုတ်ကျသွားလို့ဖြစ်ဖြစ်မှန်နေကွဲသွားလို့ပဲဖြစ်ဖြစ်မှန်နေကော့ကိုလဲလို့ရပါတယ်ကျွန်တော်ဗီဒီယိုကြည့်လိုက်လို့ရှိရင်ခက်တဲ့အရာအားလုံးကလွယ်သွားမှာဖြစ်ပါတယ် mix room မှာလည်းကိုနေကိုကြလှုပ်လို့ရအောင်ကျွန်တော်မရအောင်ပြန်มาဖြစ်ပါတယ်ဗျအရန်လွယ်ပါတယ်ဘာပစ္စည်းကိရိယာမှအမြဲစားလို့မလိုပါဘူးကြောက်လေလေးတစ်ချောင်းရှိရင်အဆင်ပြေပါပြီ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီတစ်ချက်လောက်စလိုက်အောင်ခက်ခဲတဲ့အရာတွေအားလုံးကဖုန်းကနေတွင်အားလုံးလွယ်သွားစေရမယ်မေဆွေအောင်လေကိုရင်ကိုကြလှုပ်လို့ရအောင် တင်ချလေးကြည့်ပါဗျာနော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ထုံးတဲ့တိုင်းမှာဒီကောင်လေးရောက်နောက်ဘုံ AC ခွာလို့ရတယ်နောက်ဘုံခွာလို့ရတယ်ဆိုတော့တင်ချလေးဘက်ကိုဒီမှာမေးစင်များအစီမြန်နဲ့ခွာပါဒါတော့ကျွန်တော်ခွာနေကြတော့ကိုပထမနဲ့ပဲခွာလိုက်ပါတယ်ဟုတ်နော်โอเคမနโอเคโอเคเนาะအဲကျွန်တော်တကယ်လို့မိတ်ဆွေများရဲ့ဖုန်းကအဲကျွန်တော်တို့တွေအနောက်မှာကော်ရီပါကြီး လောင်းထားတဲ့နောက်ဖုန်းအပူပေးခွာမယ့်ဖုန်းဆိုလည်းကျွန်တော်အရင်ဗီဒီယိုမှာမြောက်ပေးပေးခဲ့တယ်နော်โอเคကျွန်တော်ဒီကတော့ပူပေးစမ်းမလို့ဘာမှလည်းမလုပ်ဒီတိုင်းပဲထိုးခွာလိုက်ရုံပဲโอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာလေးဒီမှာထားလိုက်မယ်โอเคဒါဆိုရင်သူ့အပေါ်မှာအာကျွန်တော်တို့ကမှန်အဓိကတော့ဒီကောင်လေးကကျွန်တော်မှန်လုံးဝရုံလောက်ဆိုမှန်လဲကြည့်မှာပေါ့နော်မှန်လဲမှာပါအဲ့တော့အပေါ်ကသူ့တွေ့ချက်ထိုင်နဲ့လေးဖြုတ်မယ်နော်အဲကြောင့်ချောက်လေးတစ်ခုတော့လိုမယ်ဗျာ คပြီးတော့ဒီပေါ်ဖုန်းလေးကိုခွာလိုက်မယ်เนาะပေါ်ဖုန်းလေးကိုကြောက်ခွာလိုက်မယ်โอเคခွာလိုက်ပြီးအော်ဒါတော့ finger လေးပဲဖြစ်ပါလေ finger လေးခဏဖြုတ်တာမယ်เนาะဒီမှာ finger လေးမကောင်း finger လေးလို့ရတယ်โอเคအဲ့တော့ဒါသူ့ရဲ့တခဲတချို့မှန်မှန်ကြိုးတွေကဒီပေါ်နေသွားတာတချို့မှန်ကြိုးတွေကတခဲအောင်နေသွားတာဒီကောင်တော့တခဲအောင်နေသွားတာဖြစ်ပါလေဒီကောင်လေးကိုကျွန်တော်တစ်ချက်လောက်ပြီးခွာခွာလိုက်မယ်เนาะဒီခွာမှာဆိုတော့ခွာဖို့ရတယ်မှာကြိုးလေးအစလေးပေးတာပဲအစနေဆွဲခွာလိုက်အောင်ဟောဒါဆိုမှာတော့ခွာသွားပြီနော် โอเคဒါတို့ကျွန်တော်ဒါသူ့ရဲ့တခဲပဲဖြစ်ပါတယ်မတခဲတော့တိတ်မကောင်းတော့ဗျာနော်နည်းနည်းတော့ပျော့နေတယ်အဲ့တခဲပဲမကောင်းဘူးတခဲလေးပါရင်မိတ်ဆွေများလဲခြင်းနဲ့ဖောင်းလဲဆိုရင်အခုလိုတိုင်လေးတခဲလေးတိတ်ဝဲပြီးကောက်ထည့်လိုက်ရုံပါပဲ AC ပဲနော်ရန်လွယ်တယ်โอเคကျွန်တော်ဒီကတော့မှန်လဲနေမြောက်ပြီးမှာဆိုတော့ဒါကတော့အာဒါတော့မှန်ကျိုးပဲဖြစ်ပါရဲ့နော်ဒါကတော့အပုံနဲ့အောင်နဲ့ဆက်တဲ့ခါကျိုးโอเคဒါတမှန်ကျိုးဆိုတော့မှန်လေးကိုကျွန်တော်ဖြုတ်လိုက်မယ် ဘာညပြောလဲမဲဆိုတော့ကျွန်တော်အရင်ပြီးတော့မှမန်ခေါင်လေးတွေမြောက်ပေးခဲ့တာဆိုအားလုံးသိပြီလို့ထင်ပါတယ်နော်ဒါပေမဲ့ဆက်လက်ပြီးတည်တော်ဆက်လက်ပြီးမြောက်ပေးဦးမယ်ဗျအဲ့တော့ဒီကောင်လေးကတော့ဒီဒီမန်ကတော့လုံးဝသုံးမြောက်တော့ဆိုတော့ကျွန်တော်တို့လေအစင်ပြူပဲကောက်ခွာလိုက်လို့ရပါပြီဒါတော့သုံးလုံးရသေးတယ်အပေါ်အပေါ်မှန်မဲအပေါ်မှန်မဲခွာမှာအောက်မှန်သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တေချာလေးအပူပေးပြီးခွာမှာဖြစ်ပါတယ်ဒါကတော့လုံးဝကျွန်တော်လည်းအပူပေးဆောင်လို့တော့မန်လုံးဝကိုလစ်သွားပြီဆိုတော့ကျွန်တော်လည်းအစင်ပြူထိုးခွာလိုက်မယ်နော်မိစမများအစင်ပြူထိုးခွာလို့ရတယ်ကိစ္စမရှိဘူး โอเคเออมาเนาะโอ้ยน่าတော့သူရဲ့မှန်တွဲပဲဖြစ်ပါတယ်အဲ့တော့ဟိုတကယ်လို့ပေါ့เนาะအဲ့ဒီ original မှန်လေဆိုလို့ရှိရင်တော့အပေါ်မှန်ကြီးမသိတဲ့လဲလို့ရတယ်ဒီမှာခွာလို့ရတယ်ဒီမှာဒီမှာကြားထဲမှာဒီကောင်တော့သူ original တွဲပေါ့เนาะဒီကောင်လုံးဝလက်လက်တော့ဆိုတော့ကျွန်တော် original တွဲပဲလဲတော့မှာဖြစ်ပါတယ်โอเคပြီးလို့ရှိရင်เนาะဒီဘောင်လေးတွေအရေးကြီးရေเนาะဒီဘောင်လေးတွေတန့်ရှင်းနေ share လုပ်ပေးရမှာဒီနာထဲမှာအခုတိတိဘာမှရှိလို့မရအောင်တေချာတန့်ရှင်းနေလုပ်ပေးပါပြောင်းနေအောင်เนาะ คအမှသူ့ဘောင်လေးမှာဒီမှာကော်ကော်စားလေးကျန်းနေတယ်အဲ့ဒါလေးကိုတခြားလေးအဲဒါမျိုးလေးချစ်ထုတ်လိုက်ဒါဆိုပြီးသွားပြီနော်လုံသွားတန်သွားပြီဒီဟာလေးတွေပြောင်းနေမှတန်လေးမှန်ပြန်ဥတဲ့ခါမျိုးမှာညညာလေးဖြစ်မှာဗျဒါလေးလေးမပြောင်းကော်စားလေးတွေဖူထူထူဖူဖူဖောင်လေးဖြစ်နေဥတဲ့ခါမျိုးမှာမညညာဖြစ်တတ်တယ်မညညာဖြစ်လို့ရှိရင်ဘာဘာဖြစ်မလဲဆိုတော့ဒီဘေးမှာအလေးအောင်လေးလေးပြန်နေတာမျိုးလေးဖြစ်တတ်တယ်နော်ဒါကြောင့်မို့ဒီဟာလေးတွေကပြောင်းနေအောင်လုပ်ပြီး ပြောင်းနေတော့ချစ်ပေးပြောင်းနေတန့်ရှင်လို့ပြလို့ရှင်အဲ့လိုဖြစ်စားအကြောင်းမရှိပါဘူးโอเคဒါဆိုလို့ရှင်เนาะကျွန်တော်အာမှန်အစ်စ်နဲ့ကျွန်တော်တစ်ချက်ဆန်းပြအောင်မယ်ဆက်လက်ကြည့်ပြပါဦးเนาะโอเคအဲ့ဆိုကျွန်တော်အခုကျွန်တော်ဒီမှာမှန်အစ်စ်လေးကိုကျွန်တော်ဝယ်လာပါပြီအဲ့တော့သူ့ရဲ့မှန်လေမှန်လေနှမျိုးလာပါတယ်ရိုးရိုးနဲ့ original နဲ့နှမျိုးလာတယ်ကျွန်တော်တော့အော်ကိုပဲဝယ်ချခဲ့တယ်โอเคမှန်တော့အကောင်းဆုံးကိုဝယ်ချခဲ့တယ်ပြီးရင်တော့ဒီကောင်လေးကိုကျွန်တော်ကောင်းကောင်းလေးဆန်းဖို့လိုသေးတယ်ဗျအဲ့ဆန်းမယ်ဆိုတော့ခဏဆန်းကြည့်မယ်เนาะโอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာ အဲဒီကိုခဏထည့်လိုက်မယ်နော်ပြီးမှဟိုပြီးမှကောက်ပစ်စမှာကော်ရီကတ်မယ်နော်လောစရောကောမကတ်သေးဘူးခဏထည့်ဆမ်းမယ်ဆမ်းမယ်ဆိုတော့အာကျွန်တော်ဒီဒီရလေးကိုတစ်ချက်တော့သူ့ထိုင်နေသူပြန်ချမယ်โอเคပြီးတော့ဒီမှာဘက်တရီလေးတက်မယ်ဘက်တရီတက်ပြီးတော့ဒီမှာဘက်တရီထိုင်နေတက်မယ်ပြီးတော့ပါဝါကလုတ်လေးနှိပ်ပြီးတော့ဖွင့်ပြီးဆမ်းကြည့်မယ်ဗျာနော်โอเคကျွန်တော်ပါဝါလေးချက်ဖွင့်ကြည့်မယ်တစ်ချက်တော့စောက်ကြည့်မယ်ဗျာနော်အဲ့တော့မန်နေကောင်းမကောင်းအရင်ဆမ်းမှာဖြစ်တယ်ဗျာမန်နေကောင်းမကောင်းအရင်ဆမ်းကြည့်လိုက်မယ်နော် โอเคအဲ့တော့ပေါ်ပြတ်တက်လာပြီတက်လာပြီဆိုတော့ကျွန်တော်ဆမ်းမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဒီရာလေးတွေဆမ်းမယ်ဒီရာလေးပုံးညီ1 2 3 4 5 6 7 8 in generation 0ဟဲ့လေးဒီကောင်လေးတွေခေါ်ပြောလေးတွေဆမ်းမယ်ပြီးလို့ရှိရင် keyboard လေးတွေပါကြီးကျွန်တော်တို့ keyboard လေးပါကြီးနည်းနည်းလေးရွှေ့ရတာအဆင်ပြေပြေမပြေလေးပေါ့နော်အဲ့ဒါမျိုးလေးတစ်ချက်ဆမ်းမယ်โอเคအော်ပြပြီးလို့ရှိရင်တော့ဒီကောင်လေးကိုအသားလေးကျွန်တော်တို့ဒီကောင်လေးကိုအသားလေးဖိထားလိုက်မယ်အဲအသားလေးဖိထားပြီးတော့ကျွန်တော်ဒီရာလေးဒီရာလေးကိုလိုက်ဆိုကြည့်အော်ဒါနည်းနည်းမိတ်နေနော်နည်းနည်းဒီကောင်လေးကိုနည်းနည်းတခုခုမနော် ဟုတ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီကောင်လေးပဲဖိလိုက်မယ်အဲဒီကောင်လေးအကုန်လုံးအကုန်လိုက်ဆွဲကြည့်မယ်အဲလိုက်ဆွဲကြည့်ဘယ်နေရာမှာထစ်တာထောက်တာရှိလဲအဲထစ်တာထောက်တာမရှိဘူးโอเคတယ်ဒါဆိုရင်အဲစာတွေပိုင်းနည်းနည်းရေးကြည့်မယ်အဲတခါကြလို့ရှိရင်ကျွန်တော်တို့တွေမှန်မှန်စင်တိတ်စင်မပြေလို့ရှင်ဒီ keyboard နေပြီးတော့ထစ်တာထောက်တာလေးရှိတတ်တယ်ဒီဒီအောက်မှာရှိတဲ့စာလေးလေးအကုန်ရှောက်ရေးကြည့်အဲ okay ဒါဆိုရင်အကုန်ရေးလို့အဆင်ပြေတယ်အဲဒီမှာ back clock လည်းပြန်ထွက်ကြည့် okay ပြီးရင်ဒီလိုမျိုး back clock ထွက်ကြည့်မယ်အပေါ်ဘားလေးဆွဲကြည့်မယ် မင်းပြီးရင်အပေါ်ဘားလေးပါဆွဲကြည့်โอเคအပေါ်ဘားလေးပါဆွဲအလင်းမိန်နေရှော့ကြည့်တင်းကြည့်အလုံးလုံးမလုံးโอเคအားရမျိုးလေးလေးကျွန်တော်လေးတေချာလေးတေချာလေးလိုက်ဆန်းကြည့်လိုက်မယ်โอเคပြီးပြီပြီးပြီစိတ်ကျနေမှုရှိပြီအားလုံးအဆင်ပြေတယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်လေးအကောင်လေးကိုရပါပြီရရင်ကော်ကတ်မယ်အဲဆိုရင်ကျွန်တော်ပါဝါပိတ်ပြီးတော့အဲကော်ပြန်ကလိုက်တော့မယ်နော်အဲ့တော့ကျွန်တော်ပါဝါလေးပြန်ပိတ်လိုက်မယ်နော်ပါဝါပြန်ပိတ်လိုက်မယ်โอเคပါဝါပြန်ပိတ်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တက်တက်ခဲလေးခဏပြန်ထုတ်မယ်ပြန်ထုတ်ပြီးတော့မှန်လေးခဏပြန်ဖြုတ်မယ် ်မနေ့ကနေ့ပြန်ဖြုတ်လိုက်တယ်မယ်နော်โอเคအဲ့လေးပြန်ဖြုတ်မယ်မနေ့ကနေ့ထားမယ်ထားပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဘက်မှာသူ့ဘောင်းလေးရှိတယ်အဲ့ဘောင်းလေးကိုကော်လေးတွေနည်းနည်းလိုက်တုံးမယ်နော်တချို့လည်းတချို့တချို့လည်းဒီမှန်ကော်တုတ်တာမျိုးရှိတယ်ဒါပေမဲ့ဘောင်းပိုတုတ်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော် တော့ကျွန်တော်ဘေးပက်ပလက်လေးကိုကျွန်တော်ကော်လေးတွေထည့်ထုတ်လိုက်မယ်နော်ကော်လေးလိုက်ထုတ်လိုက်မယ်ဘေးပက်လေးကိုကော်လေးတွေထုတ်လိုက်မယ် โอเคကျွန်တော်ဒီကောတော့လောဆယ်ဒီမှာ B 9000 sorry T 9000တော့မလဲ T 8000လဲလာတယ်ကုန်သုံးလို့ရပါတယ်เนาะအဲ့တော့ကျွန်တော်အမဲဆိုတော့အမဲနဲ့သုံးလိုက်တယ်အဖြူအဖြူဆိုရင်တော့အမှန်အမှန်အဖြူဆိုရင်တော့ coffee နဲ့သုံးမယ်ပေါ့เนาะโอเคအဲ့ပြီးလို့ရှိတော့ဒီမှာ call လေးဒီမှာတော်သူလောက်သွားပြီเนาะ Hello ve makala ma bia po kwale ne pi mia ka ne alo mo cho so ba de bia like and subscribe ne pi a pe cha ba o bia 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 မျိုးလေးတခါလဲ ထည့်ထည့်တော့မနော်မာတထည့်တော့မယ်ဒီမှာလည်းသူ့နဲ့သူချပစ်လိုက်ရုံပဲလိုရယ်နော်မာသူ့နဲ့သူချပစ်လိုက်ရုံပဲဒီစီပဲမာလည်းချပစ်လိုက်ပြီးနော်ဒီမှာလေးထိုင်လေးမှာတက်တက်ပစ်လိုက်မယ်နော်โอเคပြီးနော်ဒီမှာအဲဒီမှာသူ့ရဲ့ပထီပါတစ်ခါတည်းပြန်တက်ပစ်လိုက်မယ်ပြီးနော်ကျွန်တော်တို့လေအာဒီဒီဟာလေးလေးမြဲတော့အောင်လို့ကျွန်တော်ကတော့နည်းနည်းလေးအာနည်းတိတ်ကပ်မယ်နော်တချို့လည်းတေးပင်းစီးတယ်ဗျအဲ့တော့ကြိုက်တာကတ်လို့ရပါတယ် တော့တကယ်လို့တိတ်ကက်မယ်ဆိုလည်းရတယ်တိတ်ပင်ပတ်မယ်ဆိုလည်းရပါတယ်နော်ကျွန်တော်တိတ်ပဲကက်ပြလိုက်တိတ်ရတော့ပေါ်ရနော်တိတ်အကြည်လေးပဲကျွန်တော်ကက်ပြလိုက်ဟမ်โอเคကျွန်တော်တိတ်ကြည်လေးလေးပတ်ပြလိုက်မယ်ကျွန်တော်လည်းပတ်တယ်ဟောကျွန်တော်ဒီနေ့ပတ်လိုက်မယ်တော့ဒီလိုလည်းပတ်ပြလိုက်မယ်နော်ဒီလိုလည်းပတ်တယ်ဒီလိုလည်းပတ်တယ် เนาะဒီပဲအဘယ်လိုပဲဖြစ်ဖြစ်ခြေတန်နဲ့ပတ်လို့ရပါတယ်သူသူ့ style နဲ့သူပေါ့နော်โอเคကျွန်တော်တို့အရင်တော့ဒါမိငက်တိတ်နဲ့ပတ်တယ်ဗျာနောက်ပိုင်းမိငက်တိတ်တွေကဈေးများလာလို့ဈေးတက်လာလို့ဒီကောင်လေးနဲ့ပဲပတ်တာဖြစ်ပါတယ်မဟုတ်လဲဒါမဟုတ်လဲခွာပြတ်မှာဆိုတော့လေโอเคဒါပြီးရင်တော့ကျွန်တော်ပြီးပါပြီအဲပြီးဆိုလို့ရှိရင်တော့ ဒီကောင်လေးတွေကိုကျွန်တော်တို့ကအမ်ကျွန်တော်တို့ဒီခါဒီတိုင်းလေးကို9မိနစ်10မိနစ်လောက်ထားပြမှဖြစ်ပါလေဒါမှလည်းမြင်မြင်လေး6မှာပေါ့နော်အဲ့တော့6မှာတန်းလေးဒီတိတ်လေးခွာလိုက်မယ်အဲ့တော့ဒီကလေးက10မိနစ်10မိနစ်လောက်နေကိုခွာလို့ရပါတယ်ဗျာအဲ့တော့ကျွန်တော်လည်း10မိနစ်လောက်ထက်ချက်ထားလိုက်မယ်ကျွန်တော်စောင့်ကြည့်ပြပါဦးဗျာနော်โอเคอ่ะဆိုကျွန်တော်ဒီကောင်လေး10မိနစ်လောက်ကျွန်တော်စောင့်ကြည့်ပြီးကျွန်တော်တိတ်တွေခွာခွာလိုက်ပြီเนาะအဲတိတ်တွေကျွန်တော်ခွာခွာလိုက်တော့မယ် คအဲဆိုကျွန်တော်ဒါအလုံးတိတ်တရအလုံးခွာလိုက်ပြီခွာလိုက်ပြီလို့ရှိရင်တော့အပေါ်မှာလည်းဒီဟာသူ့ရဲ့သူ့ရဲ့မက်ကလေးပါနော်ဒါပြီးရင်ခွာခွာလိုက်မယ်နော်ဒီဟာတွေခွာလိုက်မယ်အောက်မှာကြီးသွားတယ်နော်โอเคအဲလောစတဲ့ခဏထားအောင်မယ်အဲ့တော့ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေဒါဒီကောင်လေးကပြီးပြီပြီးဆိုကျွန်တော်ပြန်လုံးလိုက်တော့မယ်နော်အဲ့ဒီဖင်ကလေးပြန်တက်လိုက်မယ်နော်အရင်ဆုံး โอเคအားလုံးဆိုလို့ရှိရင်ကျွန်တော်ပြီးတော့ပြီเนาะပြီးတော့ရင်ကျွန်တော်သူ့ net လေးတွေချက်ပြီးပြီးချက်ပြီးပြီးเนาะကျွန်တော်သူ့ဖုန်းလေးပြန်ဖုန်းလိုက်မယ်ဖုန်းလေးပြန်ဖုန်းလိုက်မယ်โอเคပြီးเนาะသူ့ရဲ့ scene တွေထည့်လိုက်မယ်ပြီးเนาะကျွန်တော် power point ကြည့်မယ် โอเคอ่ะဆိုရင် power ပြန်တက်လာပြီပေါ့เนาะโอเค power ပြန်တက်လာပြီဆိုတော့โอเคဟမ်အဲ့တော့ဒီကောင်လေးကိုခွာလိုက်လို့ရပါပြီ။အဲ့ပြီးလို့ရှိရင်တော့ဒီမှာပေနေတဲ့ကောင်လေးလေးကိုကျွန်တော်ဒီမှာတင်တာလေးနဲ့အဲတင်တာလေးကိုအုပ်ဖြူလေးနဲ့တို့လိုက်။တို့ပြီးတော့ဒါလေးကိုတက်ရှင်းလို့။အဲ။လုံးဝဒါဆိုရင်လဲလို့လဲထားမှန်းတော့သိမှာမဟုတ်တော့ဘူးနော်။ okay okay ဒါဆိုပြီးတော့ပါပြီဗျာမင်းဆရာတို့လည်းကျွန်တော်တွေဒီဗီဒီယိုကြည့်ပြီးတော့လက်တက်မယ်လို့ထင်ပါတယ်အဆင်ပြေတာလေးလည်းမင်းရဲ့လို့ရပါတယ်ဗျာကျွန်တော်ပြန်လည်းမြောက်ပေးပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ Lion Square နေပြီးအားပေးခဲ့ပါအောင်လို့တောက်ဆုံးကြပါတယ်ဗျာနောက်ဗီဒီယိုမှာလည်းကျွန်တော်ဘယ်ဖုန်းကိုအာမန်လည်းပြမယ်ဆိုတာကိုတစ်ချက်လောက်ကြည့်ပြပါဦးဗျာမိတ်ဆွေများလည်းဘယ်ဖုန်းလေးပြတဲ့ချင်းဆိုတာကိုမမေးခဲ့ရေးခဲ့ပါဗျာကျွန်တော်ပြန်လည်းမြောက်ပေးပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ